2000-3000နဲ့ဒီနေ့ရောင်းပေးပါမယ်เนาะဘာလို့ရောင်းပေးရလဲဆိုတော့ expire နီးလို့ပါယူသားဆိုတာပွင့်လင်းဆိုတာပြောပါရဲ expire နီးလို့ပါဒီနှစ်ကုန်မယ်ဆိုရင်တော့ expire ကထိပ်ပြီးပြီဒါပေမဲ့နောက်ထပ်3လလောက်တော့လိမ့်လို့ရပါတယ်စန်ခရင်ရဲ့သဘောတရားကတော့တလောက်တဘူးနှုံးနှုံးလိမ့်လို့ရတာပေါ့เนาะအဲ့တော့ကိုက4000 6000မတက်နိုင်ဘူး2000 3000နဲ့ပဲကိုလိမ့်ကြည့်ခြင်းနဲ့စန်ကြည့်ခြင်းနဲ့ဒါကိုကြိုက်လားမကြိုက်လားစန်တုံးကြည့်ခြင်းနဲ့ဆိုရင်တော့ ခါလီကြရင်4,600နဲ့ဝယ်လိုက်ပြီးတော့ကိုကြိုက်တာရှိတယ်ကိုမကြိုက်တာရှိတယ်အခုကျတော့2,600နဲ့ချထားတဲ့ဟော2,300နဲ့ရမှာဆိုတော့2,300နဲ့ကိုကိုကြိုက်ရင်နောက် day fresh ဖြစ်တဲ့ဟာတွေလာလို့ရှိရင်လည်းဆက်သုံးရအဲ့ခါကျမှငါစမ်းသုံးကြည့်နေတယ်ဆိုရင်4,600နဲ့ဝယ်သုံးရမှာပေါ့နော်အဲ့တော့အခုနေ2,300နဲ့ရတုံးကိုစမ်းသုံးကြည့်ပါလို့ပြောချင်ပါတယ်ရှင်ဘာလို့လဲဆိုတော့အရန်ကောင်းလို့ပါခင်ဗျားတို့လည်းနေ့စဉ်အဲ့ဒီစမ်းခွင့်ပဲလိမ့်တာဘယ်တော့ဘယ်တော့ brand ကောင်းတွေပဲပြီးတော့အဲ့ဒီ sun cream ပဲကြိုက်တာဖြစ်တဲ့အတွက်ကြောင့်အခုဒီနေ့2000 3000နဲ့ရတော့ယူထားပါဝီဇန်နာလမ်းဆိုင်မှာလည်းရမယ်ဒီမှာလည်းခင်ဗျားတို့နေ့လယ်ဆိုရင်တော့ပစ္စည်းရောက်မယ်အခုတော့မရောက်သေးလို့ပါရှင် Okay ခုရ breakfast လေးအခုမှစားပါမယ်ကင်းမုန်နဲ့ကော်ဖီလေးနဲ့လီဆူရကော်ဖီလေးတွေလည်းရောင်းပါတယ်နော်လီဆူရကော်ဖီလေးတွေလည်းရမ်းကောင်းပါရဲ့အဲ့ဒါဆိုင်မှာကျွန်တော်ဆက်မှာ၃ပါ မနက်တိုင်းသိတ်တယ်ဟာမစားပြတော့ကော်ဖီညမုံနဲ့ပဲစားပြတာမီဆူရသဘာဝနှစ်ကော်ဖီရတက်ဖတ်ထဲနေတော့မဝအရန်တော့ကော်ဖီအရသာကိုစိတ်စိတ်လေးကြိုက်တယ်ဆိုရင်တော့ coffee taste coffee ဆိုတော့ coffee ဆိုတော့ သဘောတရားမှာအခါတက်ကလေးလဲပါတယ်ခါရာလေးလဲတောက်ချင်တယ်ခါရာလဲမတောက်နိုင်ကော်ဖီလဲတောက်ချင်တယ်ကော်ဖီလဲမတောက်နိုင်တဲ့သူတွေပြဆိုတော့ဒီကော်ဖီလေးတောက်ချင်တကယ်ကိုတဘာဝရတာစိတ်ပြီးရောမှာလေအမေတော့လေရန်တော့လို့ကောင်းပြီဆိုကုန်ပြီရန်တော့လို့ကောင်းပြီဆိုကုန်ပြီအဲ့တော့ကြပြတော့တော့မတ်တမွန်ပြောတယ်လို့ကဟာ တစ်ခါတောင်းနှစ်ထုပ်တောက်ရတယ်ဆိုတော့ကြံရလက်ကုတော့ကိုတစ်ခါတောင်းနှစ်ခါတောက်ရတယ်ဘာလို့လဲဆိုတော့တော့ကောင်းပြီဆိုရင်ပုံသွားတယ်ရေအများကြီးနဲ့ဖြော်မကောင်းဘူးတကယ်ကိုနှစ်ကော်ဖီကိုနွားလို့အစ်စ်နဲ့ဖြော်ရသလိုစိတ်တယ်လို့စိတ်ညာနွားလို့စိတ်တယ်လို့စိတ်ညာရလုံးဝအခါလည်းမကျူးဘူးရှင်လည်းမတုံဘူးကော်ဖီကိုမှတကယ်ကို ကြိုက်တဲ့သူတွေဆိုတော့အရင်မိုက်တယ်အဲ့တော့စိုက်မှရောက်မှာနော်ဒီကော်ဖီတောင်းရင်တမဟိုကအမဲလေးကြံခဲ့တယ်ကုံဝမ်းအမဲလေးကြံခဲ့တွေ့လားအဲ့ကြံခဲ့တဲ့အမဲကိုကဗျာဘလို့ပြန်တောက်လဲဆိုတော့ရေနွေးလေးနဲ့လက်ထပ်ထည့်ပြီးတော့ black coffee နဲ့ပြန်တောက်ပါတယ်ရှင် အဲ့တော့ဒီမနက်ကိုဒီလိုတောက်လိုက်တယ်အဲ့ပြန်ခဲ့တဲ့အမဲမုံကိုဂျင်နူးလေးဖြူဖြူနဲ့ထည့်လိုက်တယ်ထည့်ပြီးခဏထားလိုက်တယ်ပြီးလို့ရှိရင်ခင်ဗျာအဲ့ဒါ black coffee coffee ရန်နေနဲ့ပြန်တောက်တယ်အဲ့တော့ဒီမှာဆိုရင်တဖာပါနှစ် coffee နှုတ်နဲ့အရသာကိုလည်းခံစားရတယ် black coffee ရသာကိုလည်းခံစားရတယ် black coffee စစ်စစ်ဆိုရင်သူတွေကပြင်းတော့မတောက်ချင်ကြအောင်ခင်ဗျားတို့လည်းအလိုပဲအရသာပြင်းတော့လေမတောက်ချင်ကြအောင်အဲ့တော့ဒီလိုမျိုးလေး တောက်ပြီးတော့အောက်မှာကြံခဲ့တဲ့အမဲမှုံကိုရင်တွေးထည့်ပြီးတော့တနေလုံးအဲ့လိုလေးပေါ့ပေါ့လေးတောက်ကြည့်လိုက်အရင်တောက်လို့ကောင်းတာလိုရတော့အဲ့လိုတောက်ပါတယ်ရှင်တချက်ကမချက်ပြပေါ့နော်ဒီအမဲမှုံတွေလည်းတွန့်ပြရမလို့တော့ဘူးကိုလည်း black coffee တစ်ခွက်ထပ်တောက်လို့ရရပေါ့နော်ဒါပေမဲ့ဟိုဘိုးလို black coffee လို့တော့ပြင်းပြင်းမဖြစ်နေဘူးတကယ်တော့ကြပြတော့အဲ့လိုမပြင်းတဲ့အရာတန်းတွေမှာအဆင်ပြေတာအရန်ပြင်းမတောက်နိုင်ဘူးအဲ့တော့ဒီဒီဆူရကတော့ကြပြတော့အရန်အဆင်ပြေတယ် ကော်ဖီမတောက်တတ်တဲ့သူကော်ဖီမကြိုက်တဲ့သူတောင်ကော်ဖီကိုကြိုက်သွားတာပေါ့နော်နောက်ပြီးတော့ဟိုအရင်တော့ဆိုရင်ကော်ဖီတောင်ရင်တုံမလားဆိုတဲ့သူတောင်မှနှစ်ခွက်လောက်တောက်တဲ့အဆင်ကိုရောက်သွားတာပေါ့နော်အဲ့တော့ဆိုင်မှာလဲလာပြီးတော့အားပေးလို့ရပါတယ်ဒီနေ့စံပြရာသတူတာလာမှာလဲမနက်ထရလာအားပေးကြတဲ့ကျေးဇူးများကြီးတင်ပါတယ် နမိုးလင်းနေကကဗျာဆိုင်းဖွင့်ပေးထားပါတယ်အရှိဒီရောအလေဒီရောနောက်ဒီရောဘေးဒီရောအကုန်လုံးဖွင့်ပေးထားပါတယ်အာတဏီကုံစနေတင်းနေ့၂ရက်ကတော့တဏီကုံလာအားပေးလို့ရပါတယ်နော်အဲကျန်တဲ့ရက်လေးတွေကတော့ကဗျာညနေ၃နာရီနောက်ပိုင်းမှာဖွင့်ပေးပါမယ်ဒါပေမဲ့အမြဲတမ်းမဖွင့်သေးပါဘူးနော်ကဗျာဒီ site decoration ပြင်ရအောင်မယ်အမြဲတမ်းလည်းဖွင့်ဖို့အစီအစဉ်ရှိတယ် site decoration လေးနည်းနည်းပြင်ပြီးရင်ကဗျာဒီမှာလည်းအမြဲတမ်းဖွင့်မှာပါအခုတော့လော့ဆယ်တော့ကဗျာဒီမှာ promotion item ကဗျာရဲ့ဒီမှာ store မှာရှိတဲ့ promotion item လေးတွေပဲအရင်စိတ်ချပြီးတာဖြစ်တဲ့အတွက်ကြောင့် နောက်တစ်ခုကသူများတွေကသူကတန်တယ်သူကမတန်ဘူးသူများပြောပြမယ်တန်ခြင်းမတန်ခြင်းဒီကိုကြိုက်တဲ့ပုံမှာပဲမူတည်ပါတယ်ကိုကြိုက်ရင်တန်တယ်ကိုမကြိုက်မတန်ဘူးကိုမကြိုက်တဲ့အရာဒီအလကားရနေတော့မတန်ဘူးကိုမမကြိုက်နေတာကိုကိုတော့မှအသုံးမဝင်နေတာအောင်အဲ့တော့ export ရဲ့သဘောတရားဒီရှာပြရတယ်ရွေးရတယ် export quality ကိုကြိုက်တဲ့သူက export ကကြပြတော့လေဒီနေ့ဒီချိန်ဒီ export ပဲလေကြပြနေ့စဉ် နေ့စဉ်ဒီ expo လောကတွေကိုစရောက်တာ၄နှစ်ဝန်းကျင်ရှိပြီ၄နှစ်လောက်ကဗျာ expo နဲ့လိုခဲ့ပဲဝတ်ပါတယ်ကဗျာဘယ် brand မှမဝတ်ပါဘူးကဗျာဆိုင်ရာအင်ဂျီတွေပဲကဗျာဝတ်တယ်ကဗျာနေ့စဉ်ဝတ်သမျှကဗျာဆိုင်ရာအင်ဂျီတွေအမေကဗျာဘေးတော့မရောဘူးမရောဘူးဆိုတာကကဗျာရဲ့ customer တွေယုံကြည်မှုရှိအောင်ဒီစကားကိုပြောတာအဲနှိမ်ပြောတာလည်းမဟုတ်ဘူးသူများစီးပွားကိုဘာဖြစ်တာလည်းမဟုတ်ဘူးကဗျာဘတော့မှမရောဆိုတာဒီကဗျာ expo လုပ်နေတာဖြစ်တဲ့အတွက်ကြောင့် expo ကိုလူတိုင်းကဘေးတော့လို့မြင်နေတဲ့ခက်ကြီးမှာကဗျာဘတော့မှရောလည်းမရောဘူးလိမ်လ ည်းမရောဘူးကဗျာဝစ်ပြီးသားလည်းမရောအဲ့ဒါဒီကဗျာရဲ့တစ္ဆာကဗျာဒီတော့ကထဲမှာအလုတ်လုတ်စားနေတာ၄နှစ်ကျော်ရှိပါပြီဒီနေ့ဒီချိန်ကြီးကဗျာအလုတ်လုတ်လို့ရနေတယ်ကဗျာဆိုင်ခွဲတွေဖွင့်နိုင်တယ်တနိုင်ကလုံးဖွင့်နိုင်တယ်ကဗျာဆိုင်ပြီးဝေဇနာလမ်းမပေါ်စီတီမှာရှိတကယ်နေရာကောင်းမှာကဗျာဖွင့်ထားတယ်ဆိုရရကဗျာ ကိုပစ္စည်းကိုကို quality ကိုကိုအာမခံနိုင်လို့ကိုဖွင့်ထားတာပါကိုပစ္စည်းမကောင်းမင်းတော့ဒီလိုလမ်းမကောင်းကြီးမှဆိုင်ကန်းကနေရာတွေဈေးကြီးပေးပြီးတော့ဆရာတက်ဖွင့်လာစရာအကြောင်းမရှိဘူးအဲ့တော့ကဗျာရဲ့လုပ်ငန်းပေါ်ကဗျာပြေဝစီတနာထားတယ်ယုံကြည်မှုအပြေဝရှိတယ်အာမခံနိုင်တာဒီကဗျာ customer တွေကဗျာဘယ်တော့မှဂျင်းမထည့်ဘူးမလိမ်ဘူး တန်ခြင်းမတန်ခြင်းကြိုက်ခြင်းမကြိုက်ခြင်းကတော့ customer ရဲ့သဘောမှာပဲလူတည်တယ်။ဒါပြပြောသလိုပဲပေတော့လုံးဝမယောဘူးမယောင်းဘူးမထဲ့ဘူးဒါကယုံကြည်မှုရှိအောင်ဒီစကားကိုပြောရခြင်းဖြစ်တယ်။ တန်ခြင်းမတန်ခြင်းကတော့ကဗျာခုနကပြောသလိုပဲကြိုက်ရင်တန်တယ်မကြိုက်ရင်တန်ပါအရန်စည်းကြီးရဲ့ brain တခုကဗျာတို့လက်ဆောင်လာပေးထားရင်တော့မဟေးငါဒါငါသာဆုံးဒါဝယ်မသုံးပါဘူးမဆိုကိုနဲ့မှအတုံးမတည့်တာအတုံးမတည့်တဲ့ပစ္စည်းတခုတော့ကိုဝယ်မသုံးဘူးအဆုံတော့ကွန်တန်ဝယ်ပြောမှာပေါ့ဒါကတော့ပြောတဲ့သူတွေလည်းကဗျာလက်ခံတယ်ဒါပေမဲ့ကဗျာပြန်ရှင်းပြရခြင်းအကြောင်းရင်းပြီးကြိုက်ရင်တန်တယ်မကြိုက်ရင်မတန်ဘူး ရွေးနိုင်တယ်ရှာဖွေနိုင်တယ်ဆိုရင် တန်တယ်ဒီခေတ်ဒီကာလမှာ4000 6000နဲ့ဒီလို quality ရရနိုင်တယ်ဆိုရင်ကြဗျာကြောင်မှထက်လို့ချင်မှအသေးသေးဒါကြဗျာတို့ကိုတော်ရှင်အနေနဲ့ပဲကြဗျာပစ္စည်းတွေကအရင်တော့ဝဆိုရင်အခုနောက်ပိုင်းမှသာကြဗျာနေဒီမှာဖြုံးအားရှိတော့ကြဗျာမှာ stock တွေမကြံတော့တာအရင်တော့ဝဆိုရင်ကြဗျာတို့ဒီရန်ကုန်ဆိုင်လေးတဆိုင် online လေးတစ်ခုတည်းနဲ့မှာဘဲကိုဆွဲရတဲ့ lock ကအရင်တော့ဝဆိုရင်အထည်ကို4000 5000 6000ဒီဇိုင်းတစ်မျိုးဒီဇိုင်းတစ်မျိုး အထက်4000အထက်5000အထက်ဆွဲရတာဖြစ်တယ်ပြောကြတော့မှာပစ္စည်းတွေပုံနေတဲ့ဟာတွေရှိတယ်အဲ့ဒါတွေကိုပြတော့ဖြုံးချင်းဖြစ်ပါတယ်ဒါတော့ပြောချင်တာဒီဘရောမှဂျင်းထဲဘူးမလိမ်ဘူးမညာဘူးစိုင်ကြီးခွန်နာတာပါတမ်းမလာဝဲပါမတန်မဝဲနဲ့မတန်မဝဲနဲ့မတန်ဦးထင်မဝဲနဲ့ကြမ်းမဝဲပါမကြိုက်မဝဲပါနဲ့အာနာဘူးလည်းဝဲစရာမကောင်းဘူးကြိုက်မဝဲပါပတ်စံဆိုတာလကားမရဘူးအဲ့တော့နေ့စဉ်နဲ့မြတ်ကဗျာဆိုင်မှာနေ့စဉ်ရောင်းနေရတယ် တနိုင်ကလုံးပတ်ပြီးရောင်းနေရတယ်ဆိုတော့မင်းသမီးကိုချစ်လို့လာအားပေးတာထက်မင်းသမီးကိုချစ်လို့လာပေးတမျိုးနှစ်မျိုးရတာပါပေးနိုင်တယ်တရက်နှစ်ရက်ပဲလာအားပေးနိုင်မယ်နေ့စဉ်နဲ့အမြ၊အပြအလုံးလုံးလို့ရနေတယ်ရက်တီလို့ရနေတယ်ကဗျာဒီလုပ်ငန်းပေါ်မှာကဗျာရောင်းလို့ရနေခြင်းဒီကဗျာရဲ့အလုပ်ပေါ်မှာကဗျာကောင်းမွန်သောစိတ်ကောင်းမွန်သောစေတနာကဗျာရဲ့ customer တွေကိုကောင်းမွန်သောပိဆက်ခြင်းသာကဗျာအမြဲတမ်းပိဆက်ပါလေအဲ့ဒါတော့ပုဂ္ဂိုလ်ကိုလည်းယုံကြည်ပါလေ စိုက်မဝယ်ပါမစိုက်ဖင်းနဲ့ဝယ်စရာမလိုပါဘူးတံမဝယ်ပါမတံမဲနဲ့ဝယ်စရာမလိုပါဘူးအခုရေးနေတဲ့သူတွေကိုလည်းဆိုင်းလာစီချင်ပါတယ်နောက်တစ်ခုကအဲကျေးဇူးရှင်တွေကိုလည်းပါလက်ဆောင်ပေးဖို့တာတယ်အစကျင်းသေးတယ်ကြပြဆိုင်မရောက်ဘူးလို့ပါပဲပြဆိုင်ရောက်ဘူးတဲ့သူတိုင်းသိပါတယ်ကြပြနဲ့ဆောင်ရွက်ဘူးလားသိရတယ်အဲညီအစ်ကိုလက်ဆောင်တွေဘလို့ပေးတယ်ရှီမာပန်းတကူတွေဘလို့လူတယ်ဆိုတာဆိုင်းလာဘူးတဲ့သူပဲသိမှလေဆိုင်းမလာဘူးပဲတော့မသိပါဘူးအဲ့တော့ဆိုင်ုံလာကြည့်ပါအခုရေးနေတဲ့သူတွေလည်းတန်းနေမတန်းဘူးဆိုတာဆိုင်ုံလာကြည့်ပါ ချိန်တက်ပါလေချိန်တက်ပါဦးဟောလီဆူရကော်ဖီလေးတောက်ပါမယ်ဒီနေ့အစကင်းနီစကင်းနီဆန်ခရင်ကိုဒီနေ့တဘူးကို90ရာခိုင်နှုန်း2300နဲ့ရပါမယ်เนาะကျေးဇူးပါရှင် Thank you.